မနေ့ကဒီဇင်ဘာ9ရက်နေ့လယ်12နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာပါတက်ခိုင်မဲဆောက်မြို့နယ်မဟာဝံတိုက်နယ်မက်ကင်ကုန်းရွာတဲကိုမြန်မာဘက်ကပစ်ခတ်လိုက်တဲ့မော်တာကြီးတလုံးကြားရောက်ပောက်ခွဲခဲ့ပြီးထိုင်းနိုင်ငံသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါဟာမင်းလက်ပံဒေသတိုက်ပွဲတွေကနေလမ်းကြောင်းလွှဲပြီးကြောက်လာတာဖြစ်ပါတယ်။ထိုင်းစစ်တဲ့အကြီးကဲဗိုလ်ချုပ်ကြီးဥဂရစ်ဘွန်ထရနိုကလက်ရှိမှာ TBC လမ်းကြောင်းကနေနှစ်ဖက်စလုံးကိုသတိပေးထားပြီးသတိပေးတဲ့အနေနဲ့မိကုပ်ပုံးတွေပစ်ခတ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ဒီလိုထပ်ဖြစ်လာရင်တော့စီးရီးစီးမျိုးတွေအတိုင်းတင်းတင်းကြပ်ကြပ်တုတ်ပြန်သွားမယ်လို့ဒီကနေ့သတိပေးကြေညာလိုက်ပါတယ်။လက်ရှိနေဆက်စီးမျိုးဘက်ကမှ KNU KNL တက်တွေကချုံနဘတ်လို့ခေါ်တဲ့မေလက်ပန်ဂျပန်စကန်ကိုရှင်းလင်းနေပြီးစစ်ကောင်စီတက်တွေကလက်နက်ကြီးပစ်ကူတွေနဲ့ခုခံနေတာဖြစ်ပါတယ်။ဒီတိုက်ပွဲပြစ်ထန်မှုကြောင့်မက်ကင်ကုန်းရွာအမှတ်9ကထိုင်းဒေသခံတွေကိုအာဏာပိုင်တွေကဗိလုရာကိုအရေးပေါ်ရွှေ့ပြောင်းခိုင်းထားရပါတယ်။စစ်တပ်ရဲ့အထူးတပ်ဖွဲ့တွေကနေဆက်တလျှောက်လွန်ညွေးအမြင့်ဆုံးချထားပြီးအခြေအနေကိုစောင့်ကြည့်နေပါတယ်။ မြန်မာဘက်ကအစင်ပြီးဟာထိုင်းနိုင်ငံရဲ့အထီးကူးဆက်လာမဲ့အရေးကို ထိုင်းတပ်မတော်ကလက်နက်နဲ့တားဆီးဖို့ပြင်ဆင်လာတဲ့အနေအထားပဲဖြစ်ပါတယ်